ဟယ်လိုအားလုံးပဲမင်္ဂလာပါမတွေ့ရလဲကြပါပြီနေကောင်းကြလားငွေဒီစကားဟောပေါ့နော်မပြောလို့မရတော့ဘူးလို့ပြောမှရတော့မယ်လို့ဘာလို့လဲဆိုဒီရက်ပိုင်းမှာဆိုလဲလေငွေလေးလိုင်းပေါ်မှာအများကြီးအများကြီးပဲတွေ့နေရတယ်တွေ့နေရရင်မဟုတ်ငွေကိုယ်တိုင်ပေါ့နော်ငွေကိုယ်လေးလေးအဲ့လိုမျိုးလာပြီးတော့ ကားလာပြောကြရပေါ့လေအဲ့တော့ငွေကဘယ်မှာဘာပြောချင်တာလဲဆိုတော့ကြားဖြန့်နေလားလူလိန်နေလားဘာလဲလားတော့ငွေလည်းသိချာမသိဘူးဒါပေမဲ့အထူးသတိထားပါအားလုံးအထူးသတိထားရအောင်ငွေကဒီစကားတွေပြောပြရပေါ့နော်ဟိုငွေဟိုကြောင့်ဘယ်လိုမျိုးလဲဆိုတော့လေငွေကို TikTok မှာအဲ့လိုအကောင့်မှာပေါ့နော်လာပြီးတော့အဲ့ကောင်လေးတယောက်ကအတင်းစကားတွေလာရောနေအဲ့ထဲကငွေကတိလိုက်ပြီး ဒီကောင်လေးကတော့ပုံမှန်မဟုတ်တော့ဘူးတခုတော့တခုပဲဆိုပြီးတော့အဲ့တော့သူ့ရဲ့အကောင့်နဲ့ကွာသူ့ရဲ့ဓာတ်ပုံကိုကြည့်လိုက်တာနဲ့သူဘလို့လူလဲဆိုတာကိုဒီ AI KGM မှာရှာလို့ရတယ်ပေါ့အဲ့တော့ကြည့်လိုက်တော့ तू ကဗမာလူမျိုးမှာဆိုပြီးတော့မွေးဦးလာမိတ်ဆက်ထားရဲဟိုဖြစ်တာရဲအမှန်တကယ်တော့ဗမာလူမျိုးမဟုတ်ဘူးအဲ့ပုံကအဲ့ပုံရဲ့ဓာတ်ပုံကထိုင်းလူမျိုးရဲ့ပုံ तू ထိုင်းကောင်လေးပေါ့နော်သူ့မှာလဲ login ရှိရဲ့ သူ့မှာလည်းလင်းရှိတယ်သူကဗလားတောက်တော့နေပေါ့ကွယ်အစင်ပေါ့ဗမာရီဟိုဟာဆိုရင်တော့မိန်းကလေးကြိုက်မဲ့ပုံစံမျိုးပေါ့ကွယ်သိရမလားအဲ့လိုအစင်ပုံစံဒါပေမဲ့ အတူပုံစံကြည့်သူ့ရဲ့ငွေကြည့်လိုက်တဲ့အခါကျတော့သူကဗမာလူမျိုးမဟုတ်ဘူးအဲ့ငွေဘာပြောချင်တာလဲဆိုတော့ဒီမှာလေးသိလားအဲ့လိုမျိုးလူတွေအများကြီးရှိပါတယ်အဲ့လိုမျိုးလူတွေအများကြီးကြုံသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဟိုထိုင်းဟိုပေါ့နော်ဗမာနိုင်ငံကနေပြီးတော့ခဏတစ်ဖြုတ်ပဲလာပြီးတော့ပဲလဲလဲထိုင်းမှာပဲလာပြီးတော့အလုံးလုံးတဲ့သူပဲဖြစ်ဖြစ်ပေါ့လေသူတို့တွေကဘယ်လိုလူမျိုးတွေကိုတားခတ်ထားရလဲဆိုတော့ပတ်စံလေးလူရရင်တော့လေအကုန်လုံးတားခတ်ထားမှာပေါ့လေအဲ့တော့ကိုကဘယ်လိုပဲဖြစ်ဖြစ်ဒီကိုခဏလေးပဲလာလဲလာလဲဘသူ့ဟိုမှာမယုံဘူး ဘသူ့မှာမယုံဘူးငွေကဒီမှာအထူးမေတ္တာရက်ခံပါတယ်ဘာလို့လဲဆိုတော့လေငွေကတော့အလိန်လည်းမခံရအောင်ပေါ့နော်ငွေကတော့ဟိုငွေကိုဒီလိုစကားရင်အများကြီးလာပြောနေပြီဆိုတော့ဟာငွေကတိတ်လိုက်ပြီအာဒါတော့တခုမဟုတ်တခုပဲမဟုတ်တော့ဘူးဆိုပြီးတော့သူ့ဓာတ်ပုံကြီးလိုက်တယ်ဟိုမှာဖြစ်လိုက်တာ ਨੇ သူဘယ်လိုလူလဲဆိုတော့အသိရပြီတော့ကွယ်အဲ့ခါကျတော့ငွေကအလုံးဘလော့ပစ်တာ ဆိုတော့အခါကျတော့လေဒီမှာမတိရတဲ့သူတွေဆိုရင်လေလေခံရမှာဆိုလို့ပြောတာပါဒီနောက်ပိုင်းမှာဆိုရင်ငွေ TikTok မှာလည်းတော်တော်များများတွေ့ရတယ်ပေါ့နော်ငွေအမီဆိုလည်းငွေကိုပို့ပေးတယ်ဘလို့လဲဆိုအကောင့်လေးတွေကလူကောင်လေးလားဘလူကြီးလားတော့မသိဘူးပေါ့ကွယ်ဒါပေမဲ့ဓပုံတီထိုင်းလူမျိုးတွေရဲ့ကောင်လေးရဲ့ပုံဗလာတောင်းတောင်းတွေအစင်လေးရဲ့ပုံသူတို့ရဲ့ပုံတွေကိုအသုံးပြုပြီးတော့ဟိုဗမာလူမျိုးပါပေါ့တောင်ကြီးမှာ နေပါရဲ့ဟိုရှမ်းလူမျိုးပါ ဘာပဲဖြစ်ဖြစ်လေးတိလာမြန်မာလူမျိုးတွေအထိုင်းလူမျိုးတွေနဲ့လည်းစင်တယ်။အဲ့ခါကျတော့ရှမ်းနေဆိုရင်ပို့ပြီးတော့စင်တယ်ပေါ့လေ။ဒါငွေဆိုရင်ဒါရှမ်းသွေးလေးဆက်တယ်ပေါ့ကွယ်။အဲ့ခါကျတော့ထိုင်းနေထိုင်းနေနဲ့အရှမ်းနေနဲ့ဆိုရင်တော့ဘယ်လိုပြောမလဲစင်တူရိုးမရေပေါ့နော်ရုပ်တရားကြတော့အဲ့ခါကျတော့လေကောင်လေးဆိုရင်လေကွာအဲ့လိုထိုင်းရှမ်းလေးချောချောလေးလည်းရှိရခါကျတော့သူတို့တွေကိုခုံလုံးလုံးပြီးတော့ဒီရှမ်းကောင်လေးပုံစံမျိုးပေါ့နော်သူတို့ကနေမှလူလူလူလိန်လိုက်လုံနေကြတာ ပြောချင်တာတကယ်ပါတကယ်ပါအန်လဲအန်ဝေါ်တယ်တခါမှလည်းမတွေ့ဘူးပါအောင်တိလာဟိုငွေကိုစကားရင်အများကြီးလာပြောတဲ့ကငွေကသဘောပေါက်လိုက်တယ်အော်သူ့ပုံငွေကြည့်လိုက်တယ်ကြည့်လိုက်တော့ဒီကောင်လေးကမဟုတ်တော့ဆိုရှာကြည့်လိုက်တော့ तू ကအော်ဟာယူရီးယားလူမျိုးထိုင်းလူမျိုးပေါ့ထိုင်းလူမျိုးမှာသူကဗမာကောင်လေးရံဖန်ဆောင်ထားတာပေါ့ကွယ်ပြောချင်တာအဲ့လိုမျိုးနေလေလေ TikTok မှာပတ်စံနေအများကြီးပါသွားတဲ့သူတွေလည်းတွေ့ရတယ်နော်အဲ့တော့လေဂယူဆိုင်ပါဒီကြီးကြီးမှာအများကြီးဂယူဆိုင်ပါဒီထိုင်း ထိုင်းမှာဗမာတွေလာနေတာလေအရန်များဝရင်လေလေကောင်းနိုင်လေရှိရမကောင်းနိုင်လေရှိအဲ့လိုမျိုးတွေကွာတိလာဗမာအချင်းချင်းနေဖြစ်ပြီးရောလေလေလိန်စားဖို့ပဲစ조사နေကြတယ်ကောင်းရကောင်းချောင်းကောင်းရမွန်ရအလုတ်လုတ်ပြီးရောလေမလုတ်ကင်စားချင်ကြအောင်လားမသိဘူးဗမာယူနာမည်ဖြတ်ဖို့ပဲ조사နေကြတယ်အဲ့တော့ဗမာအချင်းချင်းလေသူတို့ကအငြိမ်မနေဘူးတော့ဟိုပတ်စံသူတို့ဘယ်လိုမျိုးလဲဆိုတော့ဘယ်လိုမျိုး intro ဝင်လဲဆိုတော့ကွာတိလာဗမာဘီရပါပေါ့ ဟိုအထူးသဖြင့်ရှမ်းလူမျိုးဆက်တယ်ပေါ့ကွယ်တောင်ကြီးဘက်ကလာတယ်ပေါ့အဲ့ဒါမျိုးကသူတို့ intro ဝင်တာများတယ်เนาะအဲ့တော့တတိထားပါအဲ့တော့ဟိုရှမ်းလူမျိုးပါပြီးတော့အဲ့ ပါလေမထိုင်းအောင်ရောက်တာတတနည်းနည်းနည်းပဲရှိသေးရပေါ့ကွယ်တည်ရမလားဗာစီဝါးလေးလုံနေပါရဲ့ပေါ့အဓိကတော့ဟိုပတ်စံလိန်မှုပဲထင်ပါရဲ့အဲ့တော့လေလေမယုံကြပါနဲ့ဒီ AIKG ရဲ့မှာအကုန်လုံးဒီ view ကောတော့မှာ AI နဲ့လုတ်ပြီးတော့ပြောလို့ရရခကြီးကွာတိလာအဲ့တော့ဥပမာငွေရဓပုံတပုံကိုရပြီဆိုရင်အဲ့ငွေရဓပုံအသုံးပြုပြီးတော့ AI view ကောနဲ့ခေါ်ပြီးတော့လုံးလို့ရရကွာအဲ့တော့ငွေရဒီမှာတစ်ခါရဲ့ဘာအောင်မှာကျင်လဲဆိုတော့ ငွေဒီဒီ account တခုထဲနဲ့ဒီ page ပေါ်တော့ဘာမှငွေဆိုပေ page ကိုပဲငွေသုံးပါရယ်ငွေ channel page တွေလည်းငွေမလုံးမလုံးတလို့ငွေတခြားပေါ်တော့ငွေရဲ့ဒီ account အဟောင်းတွေလည်းလုံးဝ active မဖြစ်ပါဘူးဒီငွေငွေဆိုတဲ့ account တခုလေးကိုပဲငွေဟိုသုံးပါရယ်ပေါ်တော့အဲ့တော့ဒီ account နဲ့ပဲငွေဟိုဟာဖြစ်ပါရယ်ဒီငွေငွေရဲ့ account ပေါ်တော့ဟိုဟာဖြစ်ပြီးတော့လဲလေ ပတ်စံနေတစ်ခုမဟုတ်တစ်ခုပေါ့နော်ပတ်စံနဲ့ပတ်သက်တာပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်လာရောက်တိုင်းမဲ့ဆွေးနေပြီးအခုညတောင်းနေဆိုရင်ငွေလုံးဝမဟုတ်ပါဘူးလို့ငွေတစ်ခါရချိုးပြောထားတာပါနော်ဒါကတော့ခါရချိုးပြီးတော့ပြောထားတာဘာဖြစ်လဲဆိုတော့လေဒီလားသူတို့တွေကအဓိကသည်ရုပ်ချောတဲ့သူတွေရဲ့တပုံတွေကိုယူသုံးနေယူသုံးနေအဲ့လိုမျိုးပေါ့နော်ဗမာအချင်းချင်းဆိုလဲသူတို့ကရှောင်းတာမဟုတ်ဘူးအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီလောက်ဒီစိုးွားပြီးတော့လိမ်လဲလဲပြအရန်ပွားထနေခကြီးရဲ့မှာလေ ဘသူ့မှာလည်းမယုံကြပါနဲ့ဟို TikTok မှာဆိုလဲငွေအများကြီးတွေ့ရအများကြီးတွေ့ရတယ်ကွာဒီလားဟိုလိန်သွားတာလေပတ်စံတွေဟိုဟိုတိန်းနေရတိန်းတုံးရအဲ့လိုမျိုးပေါ့နော်တခြားနိုင်ငံကစင်ကာပူကကောင်ပါလေးတို့အများကြီးပဲကွာတိတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့လိန်သွားတဲ့သူတွေအကောင့်တွေကိုလေအဲ့ပုံတွေကိုလည်းကြည့်လိုက်ရင်လည်းလေထိုင်းလူမျိုးကောင်လေးရဲ့ပုံတွေကိုပဲအများဆုံးယူသုံးထားပေါ့နော်အခုအဲ့ငွေလာစကားပြောတဲ့သူတွေဆိုလဲလေအဲ့လိုမျိုးထိုင်းကောင်လေးရဲ့ပုံတွေ ကြည့်လိုက်တော့မှအဲ့သူတို့တွေကသူတို့ဟာသူတို့သူတို့ login နေတဲ့သူတို့ตายားနေတာသိလားသူတို့ပုံတွေယူသုံးလို့ယူသုံးမှန်းတော့မသိဘူးဒါပေမဲ့ဗမာတွေကကျတော့ဒီဟို Thai community နဲ့အဲ့လိုမျိုးเนาะမြန်မာ community နဲ့မှာတိတ်မရှိတဲ့သူမျိုးတွေရဲ့ပုံတွေကိုပဲယူသုံးကြတာတော့ယူသုံးရင်လည်းသူတို့တွေကလေတကယ်ဥမဗလားတောင်းတောင်းနဲ့အစင်လေးပုံပဲယူသုံးတာအမှန်တကယ်တော့မစင်ပါဘူးရှင်သူတို့မှလည်းလေသိလားသူတို့ login နဲ့သူတို့ဟာနဲ့သူတို့လေချင်းမစောလိုက်လင်းလင်းနဲ့အလုံးရှုံနေကြတာလေကြီးပဲသူတို့ကလည်းသူတို့ကမအောင် အဲ့ခါကျတော့လေသူတို့ပုံသူတို့ယူသုံးလို့ယူသုံးနေမယ်လည်းမသိကြအောင်တော့တချို့ကြောင့်ပြီးတော့ငွေဟိုဒီအကောင့်ထဲမှာလည်းရှိရဲ့အဲ့ကောင်လေးဆိုလဲလေသူ့ပုံယူသုံးမှန်းလည်းသိရဲ့သူဆိုလဲတော်တော်ကြီးကိုရင်ဆိုင်ရတာရုပ်ချောတဲ့သူတွေလည်းလေဒုက္ခကတော်တော်ကြီးမားတာသိလားသူဆိုလဲသူ့ရဲ့ဓပုံနဲ့တော့ဗမာကြီးကယူသုံးထားတာနဲရမဟုတ်ဘူး ကောင်းနေလိန်ပြီးပတ်စံနေလိန်ထားတာနဲ့မဟုတ်ဘူးအဲ့အရာတွေကိုလေလေသူ့မှာလေလုံးဝ official ဖြည့်ရှင်းထားရတာပေါ့နော်အရင်လဲဟိုရုပ်ချောတဲ့သူတွေရဲ့ဒုက္ခလည်းမသေးဘူးပေါ့နော်အဲ့တော့ဒီမှာငွေဘာကိုပြောချင်လဲဆိုတော့ထိုင်းမှာဒီလိုမျိုးတွေရှိပါတယ်ထိုင်းထိုင်းမှာနေပြီးတော့ထိုင်းမှာထိုင်းမှာလာနေရကြပါပြီတနေ့နေ့ရှိပါပြီပြီးတော့လည်းအလုပ်တွေလုပ်နေပါရဲ့ဆိုပြီးတော့ကအမှန်တကယ်တော့ သူတို့ပုံနေမဟုတ်ဘဲနဲ့ထိုင်းကောင်လေးတွေပုံယူသုံးထားတာတွေအများကြီးရှိပါတယ်အဲ့အရာတွေကိုလည်းအထူးကိယူဆိုင်ကြပါဘာပဲဖြစ်ဖြစ်ပေါ့နော်အားလုံးရဲ့လိန်ညာတွေရဲ့ရန်အနေပြီးတော့ကြိုးပမ်းကြပါစေလို့ငွေရဆူတောင်းပေးပါတယ်နော်